မင်္ဂလာပါဒီနေ့တော့ဒီမှာပေးပုတ်ချက်ကိုရင်းစားခြင်းလို့ပေါ့နော်ဒါရှမ်းပြည်အလွမ်းပြည်ဒါပေးပုတ်ချက်လေးချက်ထားပါတယ်ခင်ဗျာပေးပုတ်ချက်လေးရေးပြီးခါကျတော့ဒါပေးသီးတုပ်ပေါ့နော်အဲဘလူးခေါ်လို့မသူကျွန်တော်တို့ကတော့နွေပေးသီးလို့ခေါ်ပါတယ်ဒါနွေပေးသီးစောင်းကုံနွေကူးမှာတည်တဲ့နွေပေးသီးလေးတွေကိုဒါတုပ်ထားဖြစ်ပါတယ်ပြီးတော့ဒီမှာချက်သားကြော်လေးနဲ့ခွေးသီးတူစရာလေးနဲ့စားမှာဖြစ်ပါတယ်ခင်ဗျာအဓိကကတော့ပေးပုတ်ချက်ဖြစ်ပါတယ်ခင်ဗျာ ဲအဲ့တော့ဒီဟင်းလေးကိုဘယ်လိုချက်တယ်လဲဆိုတော့အားလုံးကျွန်တော်တို့လိုက်ပါစီမြောကြည့်ပါဦးခင်ဗျာဒါကတော့ဟင်းချက်ဖို့အတွက်ပါဝင်ပစ္စည်းဖြစ်ပါတယ်ခင်ဗျာဒါလေးကကြတော့ကျွန်တော်ရှမ်းဆိုင်လေးရနေပြီးဝင်လာခဲ့တယ်ဒါပဲပုတ်တွေပေါ့နော်ပဲပုတ်အစစ်ပါပထမဦးဆုံးကြက်သွန်ဖြူနီတွေကိုလှီးထားပါမယ်ခင်ဗျာပြီးရင်တော့ခရမ်းညင်စီတွေလည်းလှီးပြီးတော့ပြင်ဆင်ထားပါမယ်ပထမအုပ်ဆုံးຫນွေပဲသီးလေးတွေကိုကျွန်တော်ပြုတ်ထားမယ်နော်ဒီပဲသီးလေးကလည်းကျွန်တော်ရှမ်းဆိုင်ရဝယ်လာတာပါစားလေးနည်းနည်းထည့်ပြီးတော့ပြုတ်ထားမှဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အရင်ကြီးပဲသီးကဝါမသွားဘူးပေါ့နော်စစ်စစ်လေးဖြစ်နေပါတယ် ပြီးတော့စီချက်တက်ပါမယ်။အိုးရဲကိုစီထည့်ပြီးတော့အတင်လိကြတဲ့ကျက်သွုံဖြူလေးတွေထည့်ပြီးတော့စီတက်ပြရမှာဖြစ်ပါရဲ့ခင်ဗျာ။ကျက်သွုံဖြူလေးတွေအနေငယ်နွမ်းလာပြီဆိုရင်တော့စနမုတ်လေးထည့်ပါမယ်။ကျက်သွုံဖြူလေးတွေအလိုရွှေညောင်လေးတန်းလာပြီဆိုရင်တော့စီချက်ကလေးရပါပြီခင်ဗျာ။ပြုတ်ထားတဲ့နွေပဲသီးလေးတွေကိုအတင်းအတင်းလေးလှီးပြီးတော့စီချက်ကလေးထည့်ပါမယ်။ကျက်သွုံစိမ့်လေးနဲ့ထည့်မယ်။ခရမ်းချင်းသီးထည့်မယ်။အရသာတဲ့စားနဲ့ငါးငံပြားရဲ့အနေငယ်ထည့်ပါမယ်။ပြီးတော့ငရုတ်သီးအလော်မလေးထည့်ပြီးတော့သမမြတ်တာအောင်နေပါမယ်ခင်ဗျာ။ ဒါဆိုရင်တော့အရန်ရတာရှိတဲ့နှွေပဲသီးတုတ်ကလေးရပါပြီကျွန်တော်စီမှာတော့ဒါအောင်နှွေပဲသီးလို့ခေါ်တယ်ပေါ့နော်အတခြားသူတွေကဘယ်လိုခေါ်လဲမသိဘူးနော်တခြားသူတွေခေါ်တယ်ဆိုလို့ရှိရင်လည်းအခေါ်လေးရှိရင်ကွန်မန့်မှာရေးခဲ့ပါခင်ဗျာနှွေပဲတုတ်လေးတုတ်ပြီဆိုတော့ချက်သားကြော်ပါမယ်ချက်သားကြော်ဖို့အတွက်ကိုစီလီအနေငယ်ထည့်ပြီးတော့ချက်သားရဲ့အရသာအတွက်စားရဲ့ငပြားကြီးလေးရဲ့ထည့်ပြီးတော့ရေလေးကိုအသားမြောက်အောင်ထည့်ပြီးတော့တည်ထားရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့စီရောရေတို့ခါလေးရောထည့်ပါတယ် ချက်သားတွေရထည့်ထားတဲ့ရေတွေခန်းပြီးတော့စီပြက်လာပြီဆိုရင်အဲ့ဒီစီလေးတွေပဲချက်သားကိုဆက်ကြော်သွားမှာပေါ့နော်တော်တော်လေးလွယ်ကူပါရဲ့ခင်ဗျာထပ်ပြီးစီထည့်เสียမလိုတော့ဘူးပေါ့နော်အဲအဲ့လိုချက်သားလေးတွေကရွှေရွှေရောင်လေးတက်လာပြီဆိုရင်တော့အရန်ရတာရှိပြီးတော့မွေးတယ်ချက်သားကြော်လေးရပါပြီခင်ဗျာ နောက်ဆုံးမှာတော့ဒီနေ့ရဲ့ဇာတ်လိုက်ဖြစ်တဲ့ဖဲဘုတ်ကိုချက်ပါမယ်ဖဲဘုတ်ချက်ဖို့အတွက်ခရမ်းကျင်သည်ချက်တုပ်ပြိုးချက်တုပ်နီးမြူသီးရောင်တွေမုံဆနွန်းမုံအရသာအတွက်စားနဲ့ငါးငက်ပြိုင်အနေငယ်မြူသီးခွဲချမ်းလေးနဲ့ထည့်ပါမယ်ခင်ဗျာပြီးရင်တော့ဖဲဘုတ်တွေကိုထည့်မှာဖြစ်ပါရယ်ခင်ဗျာဖဲဘုတ်တွေထည့်ပြီးသွားပြီဆိုရင်တော့အဖုံးအုပ်ပြီးတထားမှာဖြစ်ပါတယ်အိုးလေးဆူလာပြီဆိုရင်တော့အနေငယ်အထက်အောင်လှန်ပေးရမှာဖြစ်ပါရယ်ခင်ဗျာပြီးရင်တော့ပြန်ပြီးအဖုံးအုပ်ပြီးတထားမှာဖြစ်ပါတယ် အစိမ့်နဲ့နေပြောက်ပြီးတော့စီပြက်လာပြီဆိုရင်တော့ Facebook ကလေးကိုကျွန်တော်လူးဖို့အတွက်ရေအနေငယ်ထည့်ပါမယ် Facebook ကလူးပြီးသားဆိုရေသိမ့်မထည့်တော့ဘူးเนาะနည်းနည်းလေးပဲထည့်ပါမယ် Facebook chat လေးအဲ့လိုလေးဖြစ်လာပြီဆိုရင်တော့ထောင်းထားတဲ့ညူစည်းစိမ့်လေးထည့်မှာဖြစ်ပါရယ်ခင်ဗျာညူစည်းစိမ့်လေးချက်ဖို့အတွက်ခဏအဖုံးအုပ်ပြီးတော့ပြတ်ထားအောင်မှာဖြစ်ပါရယ်ခင်ဗျာမြို့သီးသီးလေးရဲ့ချက်ပြီးအရသာလက်နေတော့ဖြစ်ပြီဆိုရင်တော့နန်းနန်းလေးအုပ်ပါမယ်ကျွန်တော်နန်းနန်းပြန်နေတော့မဲနေပေါ့နော်ရေခဲစစ်တာထဲမှာကြာနေလို့ပါခင်ဗျာ ကဲအခုဆိုရင်တော့အရန်ရတာရှိပြီးတော့မှုလဲမှုရဲပဲပုတ်ချက်ကလေးရပါပြီခင်ဗျာကဲဟင်းနေအားလုံးလဲဆုံပြီဆိုတော့ထမင်းစားပါမယ်ခင်ဗျာကျွန်တော်တို့ထမင်းစားဖို့အတွက်လိုက်ခဲ့ပါအောင်နော်โอเคအဲ့တော့ဟင်းချက်တာလည်းကြည့်ပြီးသွားပြီဆိုတော့စားပါတော့မယ်ခင်ဗျာထမင်းမှုဟင်းပူပူနဲ့ပေါ့နော်အဲ့တော့နေနေအချိန်မှာကိုဒီပဲပုတ်နဲ့လေးကပူပူလေးနဲ့ နည်းနည်းပဲညူသီးသိမ်းလေးအုပ်ထားတယ်ညူသီးအချမ်းဖတ်မှုလဲထားတယ်ပေါ့နော် cái gì tục ဒီနေ့ကကြတော့ခဲ့ကို share ဟင်းအတွဲဆက်လေးပေါ့နော်ကျွန်တော်ထမင်းစားလို့မိပါတယ် 这都啥无聊命呢？<laughs> ရှင်းစားလို့ပါမယ်ဖေဖို့ချက်ကတကယ်ထမင်းမိန်တယ် တော်ဆောက်လို့ကောင်းပါရဲ့ဒီပဲပုတ်ချက်လေးကိုလည်းအလိုလိုချက်စားကြည့်ပါဒါရှန်ဟင်းအတွဲဆက်လေးပေါ့နော်ညီပဲသီးတော့ကလည်း share ပဲချိုးနေရမယ်ကြက်သားကြော်လေးနဲ့ပဲပုတ်ချက်လေးနဲ့အလိုလိုချက်စားကြည့်ပါလို့ပြောချင်ပါတယ်ခင်ဗျာအားလုံးပဲဒီနေ့တော့လောက်ပါပဲခင်ဗျာတော်တော်ပါ